အနေနဲ့တွင်နေမွေးစွာသောမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့9ရက်နေ့အတွင်းမှာဘဝရည်မှန်းချက်အောင်မြင်ခြင်းရှိမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ပညာတတ်တဲ့ပသက်သောကံတုတ်တက်မှုနဲ့အောင်မြင်မှုရှိမယ်ဝိကျေးစုဆောင်းရခဲ့မယ်ရှိမှန်းချက်တွေကိုကောင်းထဲဖို့ပြီးတိုးတက်မှုကိုရနိုင်တယ်။တရက်နေ့မှာ ုလုတဲ့လုတ်တရဲ့အောင်မြင်မှုအနစ်သာရမြင်ပါမယ်။နှစ်ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးလောက်ရမယ်။ပြီးမှလူရပြည့်စုံမယ်။သုံးရက်နေ့ကတော့မိတ်ဆွေကူညီရမယ်၊စမ်းပွင့်မယ်၊ပြရတတ်ကောင်းမယ်၊ကြီးမားကြအောင်မြင်မယ်။လေးရက်နေ့မှာဥတီချက်ပြောင်းပြီးလုတ်တာဆင်ပြေမယ်၊ကောင်းသောတည်စကားချုပ်မယ်၊ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းနိုင်တယ်။၅ရက်နေ့ကတော့ဝေးချေကံ၊ဒုက္ခကံ၊စီဝကံ၊ဘဝကံတို့ဆို ထူးခြားစွာတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကိုချုပ်မယ်။၆ရည်နှစ်မှာလူယုံမထားရဘူး။သူတစ်ပါးကိုယုံပြီးလွှဲပြီးလုပ်တဲ့လူတွေကိုရှောင်ကျဉ်ရမယ်။၇ရည်နှစ်မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေဖြစ်ပေါ်ပြီးတော့ရှင်မကျအောင်မြင်မဲ့သုံးနှစ်ကစားအိမ်နေရာမဟာယဉ်ကျေးနဲ့တိုက်တဲ့အတွက်ရှင်ရည်ရည်ရည်ကိုကျူးဆိုင်ရမယ်။တောင်ရက်ကိုတည်သွားစရာနည်းရှိတဲ့တဲ့နေခင်ဆက်လက်နိုင်တဲ့တန်တိုင်ခွဲကြမှာအသွာလာနေထိုင်ကျူးဆိုင်ရမယ်။ တပတ်တာကာလအတွင်းမှာတနင်္လာနေ့တောက်ချာနေ့စနေနေ့မွေးသူတွေကိုကိုကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နောက်ဆက်တည်ရှိတတ်တယ်။တက်လေးကိုကနန်းနေ့ကျိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်နိုင်ပါလေ။အထူးပြုတင်ပြလိုတဲ့အကြောင်းရက်ကတော့နွန်ဘာလ၄ရက်နေ့က တဇံဘုံလပြည့်နေဖြစ်ပြီးတော့အဲဒီ၄ရက်နေ့ကအင်္ဂါနေ့နဲ့တိုင်ဆိုင်တယ်တဇံဘုံလပြည့်နေမှာလဲထူးခြားတဲ့လက်ခတ်စုံလင်နေတဲ့စွမ်းသတ္တိရှိတယ်အဲဒီနေ့ရဲ့ညနေ၃နာရီလပြည့်နေအင်္ဂါနေ့ရဲ့ညနေ၃နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပင်ခိုင်ကနေဇီးကိုင်းကိုယူမယ်ဇီးကိုင်းခဲတဲ့လုံးသားသားလက်ညှိုးလုံးသားသားလောက်ဇီးကိုင်းကိုယူမယ်ယူလိုက်ပြီးတော့အဲ့ဒါကို ရှစ်လက်မှာအနေရဖြတ်ပြီးတော့အခေါက်ခွာပြီးတော့ရွှေရောင်တုတ်ပြီးတော့ဈေးရောင်းဝယ်ကိစ္စနေရာမှာထားရင်ဈေးကောဈေးရောင်းကောင်းတယ်ထူးထူးခြားခြားပဲကို ရောင်းကျင်တဲ့ကိစ္စလေးထိပြီးတော့ရောင်းချမယ်ဆိုရင်ရောင်းဝယ်တွက်လက်တဲ့ရောင်းမထွက်တဲ့ကားလိုအိမ်တို့တောင်မှအဲ့ဒီလိုရတရားစင်းနဲ့လုပ်ရအစဉ်ပြေတယ်အဲ့ဒီဈေးရောင်းကောင်းတဲ့ရတရားစင်းကိုအဲ့ဒီလာပြည့်နေ့မှာစီရင်မှာထူးခြားခြားကောင်းကျင်နေရတာပါလိမ့်မယ်ကျေးဇူးတင်ပါတယ် နင်းလာတဲ့ဘွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့နေ့ခုနှစ်နေ့အတွင်းမှာတပါးသူကြောင့်မိမိရွယ်ချက်နှောင့်နေမယ်အိန္ဒိယလူဝင်ရဲ့ပြဿနာတွေဖြေရှင်းရနေမယ်ပြဿနာဟောင်းတွေကိုပြန်လဲအစ်စ်သဖွယ်ဖြေရှင်းရခြင်းကြောင့်မယ်အရဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုံချိုးပေးမယ်ရန်တိုက်ခံကြမှာတိုးတက်ခြင်းကိုကြောင့်မယ် ဝေကြီးကိစ္စပြောဆိုဆောင်ရွက်မှုတွေမှာတတိနဲ့ဆောင်ရွက်ရမယ်တရက်နေ့တွေမှာရံတိုက်ခံတဲ့ရှင်ပြီးတော့တတိနဲ့တော့ရမယ်နေ့ဖြစ်တဲ့နှစ်ရက်နေ့ကတော့အလုံးစုံဆင်ပြေခြင်းကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကြုံမယ်။သုံးရက်နေ့မှာအရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေချိုးပြပြီးဘဝတိုးတက်မယ်။လေးရက်နေ့မှာဝေးကြီးကံကောင်းမယ်၊လုပ်ငန်းကံကောင်းမယ်၊ဘဝတိုးတက်မယ်။ငါးရက်နေ့မှာ ရံများမယ်လူယုံဒုက္ခပေးမယ်အပြိုင်ဆိုင်များမယ်6ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရေးစစ်တွေကိုလက်တွေ့သုံးချပြီးဘဝတွတ်တယ်မယ်9ရက်နေ့မှာလုပ်ငန်းကံကောင်းမယ်ဘဝတွတ်တယ်မယ်ဒါပေမဲ့မတော်စတိကံမှနေယူဆရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့7နိုင်နဲ့တနိုင်ခွဲတွင်းမှာသွားလာနေထိုင်ယူဆရမယ်ဒီတပတ်တာကာလအတော်တွင်းမှာဇာတပတိနေဗုဒ္ဓုနေ့ တနင်္လာနေ့ဘွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကနေ့ဘွေးသူတွေဒုက္ခပေးတတ်တယ်။တင်္ဂါခုကနေ့နေ့ကျိုးပေးတယ်ဆဲရောင်ဖြူရောင်မိခွေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။ဒီတစ်ပတ်အတွင်းနိုဝင်ဘာလ၄ရက်နေ့ဒဇာမုန်းနပြည်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးဗတိပင်ရဲ့အရှိတောင်ဘက်ကိုထိုးထွက်နေတဲ့ဇီးကန်းကိုယူပြီးတော့ အဲဒီဈေးကန်းကိုရှင်းတဲ့မှာလျားဖြတ်အခောက်ခွာရွှေအောင်တုတ်ပြီးတော့လက်ခေါ်ဈေးခေါ်ကောင်းတဲ့အစီရင်ဖြစ်ဆောင်ထူးထူးခြားခြားကိုရောင်းမဝယ်ပိုင်ဖွင့်စေတဲ့လက်ဖွင့်စေတဲ့အဆောင်တစ်ခုဖြစ်လာမယ်လက်တွေသုံးချပြီးလူရဆန္ဒအောင်မြင်နိုင်ပါစေကျေးဇူးတင်ပါတယ်ဒီကနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝတွတ်တဲ့မယ်ရွေးချယ်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ် သူတစ်ပါးတည်းတောင်းလို့နိုင်တဲ့ဆွတ်သက်တီပေါ်ထွန်းတဲ့အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတွတ်တယ်မယ်မေတ္တာရေးစမ်းပွဲမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်ကာလတန်ကြာဆိုင်းငံ့ထားတဲ့တို့တရားလုံးကိုလည်းပြန်လည်လုတ်ကင်ချိုးပေးခြင်းနဲ့တိုးတက်ခြင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်တရနေ့မှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းတွေကိုကြုံမယ်နှစ်ရက်နေ့မှာတခုတည်းမကတဲ့တို့တွေကိုဒီပြန်နေတဲ့လုတ်ကင်ချိုးပေးမယ်သုံးရက်နေ့မှာ ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရတဲ့လေးရည်နေမှာစမ်းပွဲ့မယ်လူရပြည့်စုံမယ်ကံမြတ်မခြင်းနဲ့တွတ်တက်ခြင်းတွေကြုံမယ်။ငါးရည်နေမှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပြခြင်းနဲ့ဘဝတွတ်တက်ခြင်းကိုကြုံမယ်။၆ရည်နေမှာမထင်မှတ်ပဲငွေဝင်မယ်မမျော်လင့်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေထူးခြားတဲ့အောင်မြင်မှုကိုရရှိပြီးတော့ပြိုရည်သူများအမြဲတမ်းစမ်းပွဲ့မယ်။ခုနှစ်ရည်နေဟာရန်တိုက်ခံနေရှိတတ်တဲ့မတော်တဆထိခိုက်မှန်နေတဲ့ကြုံတွေ့တတ်တဲ့အသွမ်းလန်တွေထိုင်ထူးပြပြီးယူဆရမယ်။ နေခြားကြရောက်တယ်သူသဖြင့်တောင်ရက်ကိုဒီသွားစေနေရှိတဲ့တဲ့နေ့ဆက်နေနိုင်တဲ့တဏ္ဍာရွယ်အတွက်မှာ အသွါလာနေထိုင်ထူးပြူကြီးဆက်ရမှာဖြစ်ပါတယ်တနေ့ကနေနေ့စောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနေ့လာနေ့ကနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုကနံကျိုးပေးတယ်အဖြူရောင်ဆဲရောင်မိခွန်ရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရာဆောင်ရွက်နိုင်ပါတယ်အထူးပြုတင်ပြလိုတဲ့အကြောင်းရကတော့ နိုဝင်ဘာလ၄ရက်နေ့ဒဇမုလပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လက်ဖွင့်ကပ်ဖွင့် စီရင်ကိုဆောင်ရွက်လို့ရတယ်အဲ့ဒီနေ့ညနေ၃နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ကိုင်းကနေဇီးကိုင်းကိုယူပြီးတော့အလျားရှစ်လက်မှဖြတ်အခောက်ခွာပြီးရွှေရောင်ထုတ်ထားပြဲတာကိုစောင်းထားကိုနဘေးမှာထားထားဇေးရောင်ကောင်းတဲ့လုပ်ငန်းကံကောင်းတဲ့အယောင်းဝယ်ကိစ္စတွေမှာလည်းဒါကကိုယ့်အတွက်ရောင်းထွက်စီအောင်ဆောင်ရွက်နိုင်တဲ့ ဒီရရားစီရင်ဖြစ်သွားတယ်။ဒါလေးလုတ်ကင်ပြီးတော့အချိုးကျစုကိုရရှိပါ။ကျေးဇူးတင်ပါတယ်။ဘုသူနေပွေသူအလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာလက်ပွင့်မယ်၊ကံပွင့်မယ်၊အလိုပြည့်စုံမယ်။ဘဝတိုးတက်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။လုပ်ငန်းမရှိသူလုပ်ငန်းရမယ်။လုပ်ငန်းရှိသူတိုးတက်မယ်။ဒီကလအတွင်းစတဲ့ဆောင်းလိုက်တဲ့ကိစ္စ ရှင်ဒီမြောက်နယ်လိုက်တဲ့ကိစ္စတွေကနေထူကြသောအနာဂတ်ကောင်းကိုရဝယ်ယူတဲ့ပစ္စည်းတွေက အချိုးမြတ်တွေရရှိလာမယ်တရနေ့မှာကိုလုတ်တဲ့ကိစ္စမှန်သမျှအောင်မြင်တယ်ကိုလုတ်တဲ့စန္ဒတွေရှိသမျှလည်းလုံးလို့ရတယ်နှစ်ရက်နေ့မှာခက်ခဲနေတဲ့ထိတိုက်တွေ့တတ်တဲ့လူယုံထားလို့မရအောင်သုံးရက်နေ့မှာပေါ်လာတဲ့စိတ်ကူးကြံကြံတွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်လေးရက်နေ့မှာ ရှင်ပြန်မှုမှန်သမျှကိုကြော်လွားပြီးတော့ကိုယ့်ရဲ့လောရဆန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်။၅ရက်နေ့မှာငွေချေးလက်လာဘကံစီဝါကံထူကောင်းတယ်။၆ရက်နေ့မှာအပြိုင်ဆရာလုံးကိုကြော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်။၇ရက်နေ့မှာငွေချေးပေးယူသတိထားဂတိစကားလွယ်မပေးနဲ့သူတစ်ပါးဂတိပြည့်လွယ်တဲ့ကိုစိတ်ရှုပ်ရမယ်။အပြိုင်နေ့မှာတောင်းရက်ကိုဥတည်သွားစေခြင်းရှိတတ်တယ်။နေခင်းဆက်လွန်နိုင်တဲ့တဏှာခွဲတွဲအသွာလာနေတိုင်းအထူးပြုယူဆရမှာဖြစ်တယ်။ ဒီကလအတော်တွင်မှာတင်းလာနေကနေကြာသာပတင်းနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းကနေတောက်ကြမွေးသူများကြောင့်စိတ်အနှောက်ရှက်တွေဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေအချိုးပေးလေအနဲ့ရောင်နက်ပြာရောင်မိကုန်းရင့်ရောင်တွေဝတ်ပြီးတော့အလိုရှိရာဆန္ဒတွေကိုလုပ်ကြမှာ။ထူးခြားချက်ကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇာမွန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တဲ့ အဲ့ဒီနေ့ညနေ3နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကဇီးကန်ကိုဖြတ်ပြီးတော့ရှစ်လက်မှာလျားဖြတ်မယ်အခောက်ခွမယ်ရွှေရောင်တုံးအဲ့ဒါလေးစောင်းထားမယ်ရောင်းကျင်တဲ့ပစ္စည်းထိပ်ပြီးထွက်စီတွေ့စီရောင်းထွက်တယ်ဈေးမှာထဈေးကိုဈေးရောင်းကောင်းတယ်အလုံးနေရာမှာထလက်ပွင့်တယ်လက်တွေသုံးချနိုင်ပါတယ်ဒီစီရင်ကိုဆောင်ရွက်လိုက်ပါကျေးဇူးတင်ပါတယ်ဂျာတာပလီနေမွေသူအားလုံးမင်္ဂလာပါ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းစမ်းပွင့်မယ်ပြရတာကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်အလုပ်တိုးတက်မယ်လူရပြည့်စုံမယ်အခက်အခဲဖြေရှင်းနိုင်မယ်ရာလုံးကိုကြော်ပြီးတော့လူရဆန္ဒပြည့်စုံခြင်းကိုကြော်မယ်တရက်နေ့ကရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိတဲ့မြတ်တရားကံကောင်းမယ်နေ့ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်ပစ္စည်းပြောက်တတ်တဲ့ အခက်ခဲကြတိုးတက်မယ်။၃ရက်နေ့မှာငွေချေးကံကောင်းခြင်းလက်ဖွင့်ခြင်းဆင်ပြေခြင်းကိုကြုံမယ်။၄ရက်နေ့မှာရန်နဲ့ဆင်ပြေလောက်ရမယ်ပြီးမှဆင်ပြေသွားမယ်။၅ရက်နေ့မှာပေါ်လာတဲ့စိတ်ကူးသည့်အကြံဉာဏ်သည့်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးအလိုဆန္ဒရှိသလောက်ဆောင်ရွက်ကြိုးပမ်းမယ်။၆ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်မယ်ရတ်တန့်တဲ့လုပ်တွေပြန်လဲစတင်နိုင်တယ်။၇ရက်နေ့က လက်ဖွင့်ခြင်းကံဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမည်သို့သောတောင်ရက်ကုန်တည်သွားရင်အညီရှိတတ်တာသတိထားရမယ်အဲ့ဒီမှာနေစရနိုင်တဲ့တဏ္ဍာရွယ်တွင်မှာသွာလာနေတိုင်းအထူးပြုပြီးတော့ကျူးဆက်ရမှာဖြစ်တဲ့တပတ်တာကာလအတွင်းတနည်းလာနေသောကြနေငံနေဝိသုတွေကောင်းကျိုးပေးတယ်ဇာတာပတိနေစနေနေဝိသုတွေဒုက္ခပေးတတ်ပါတယ်၃၆ခုကဏ္ဍနေကျိုးပေးတယ်အပြာရောင်မီးခွရောင် ပန်းရောင်တို့ကိုသုံးပြီးလို့ရှိရာဆန္ဒပြုပြီးလောကိုင်းမှာဒီကလအတွင်းမှာ၄ရက်နေ့ဒဇမုလပြည့်နေ့အဲ့နေ့ညနေအင်္ဂါနေ့တိုက်တယ်အဲ့နေ့ညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကံကဇီးကန်းကိုဖြတ်ပြီးရှစ်လက်မှာလျားဖြတ်အခောက်ခွာရွှေရောင်ထုတ်ပြီးတော့အဲ့ဒီဇီးကန်းလေးကိုဈေးဆိုင်ဈေးရောင်းတဲ့နေရာဒီမှာထားအလုံးနေရာမှာထားလက်ဖွင့်ကံဖွင့်ခြင်းနေရှိမယ်ဈေးကော စေလက်ဖွင့်စေသောစီရင်ဖြစ်လာမယ်။ဆောင်ရွက်ပြီးအချိုးကျေးဇူးရရှိနိုင်ပါလေ။ကျေးဇူးတင်ပါတယ်။ကြောက်ကြနေပြည်သူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာရံများမယ်။အတိုက်ခံများမယ်။လူယုံထားလို့မရဘူး။စပ်ဖွင့်မယ်။မိကောင်းဆွေကောင်းတောက်ကိုရမယ်။ဆက်ပစ္စည်းပျက်စီးများမယ်။ အသေးစားထိခိုက်မှုကိုဆက်ရမယ်။တရက်နေ့မှာယံအနောက်ဆက်တွေနဲ့ထဲတိုင်တွေ့ပြီးမှအဆင်ပြေမယ်။နေ့ရက်နေ့မှာရပိုင်권တွေပြန်လည်ရရှိနိုင်တယ်။စတင်လိုက်တဲ့ကိစ္စတွေထူးချိုးပေးတယ်။သုံးရက်နေ့မှာသူတစ်ပါးနဲ့မတူတဲ့ရှုထောင့်နေရာတွေလောက်ကင်ပြီးတိုးတက်မှုလမ်းကြောင်းချုပ်မယ်။လေးရက်နေ့မှာဝေးกว่าသူတွေနဲ့ပြန်လည်ဆုံမယ်။အလုပ်ကိစ္စအဆင်ပြေမယ်။၅ရက်နေ့မှာရှင်ပြန်မှုမှမများအောင်မြင်မယ်။ဘဝရည်ရွယ်ချက်တိုးတက်မယ်။ 6ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်9ရက်နေ့မှာစမ်းပွင့်မယ်လိုရာပြည့်စုံမယ်ဒါပေမဲ့မတော်တဆနေကြည့်ဆက်ရမယ်နေ7ရက်နေ့တနိုင်ခွေတွင်သွားလာကြည့်ဆက်ရမယ်တောင်ရက်ကုန်တီသွားစဉ်ရန်ရဲ့ခြုံတတ်တယ်ကြာသာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေခေါင်းကျိုးပေးတယ်ဟင်္ဂါနေ့ပုထုနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်369ကဏ္ဍနေ့ကိုအချိုးပေးကဏ္ဍနေ့ဖြစ်သုံးဆွဲနိုင်ပါတယ်အနီအောင်ချက်ဆွေးအောင်ပန်းအောင်တို့ကိုသုံးပြီး အလိုရှိရာဆောင်ရွက်ပါနိုဝင်ဘာလ၄ရက်နေ့အဲ့ဒီကဒဇမုလပြည့်နေ့ဖြစ်တယ်အဲ့ဒီမှာပြင်ခန်းနေ့နဲ့တိုက်ဆိုင်တော့ထူးခြားတဲ့အစီရင်ဖန်တီးလို့ရတယ်အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့ရှစ်တောင်ပဲထွက်နေတဲ့ဇီးကန်းဖြတ်ပြီးတော့ရှစ်လက်မှလျာဖြတ်အခောက်ခွာပြီးတော့အဲ့တော့ရွှေအောင်ထုတ်ပြီးတော့ဆောင်းထားရောင်းဝယ်ဇီးစိုက်တယ်မှာထားလို့ရတယ် လုပ်ငန်းလုပ်တဲ့ခါမှာဆောင်ပြီးတော့ရောင်းမဝယ်ဘဲဖွင့်အောင်လုပ်ရလက်ဖွင့်စေတယ်ဈေးခေါ်ဈေးကောင်းကောင်းစေတယ်ဒီစီရင်ကိုဆောင်ရွက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာ10ရက်နေ့နေ့9ရက်နေ့တော်တွင်မှာကောင်းသောကံအကျိုးပေးမှုနဲ့တိုးတက်မှုတွေရှိတယ်ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်ပေါ်ပေါက်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပြီး မြန်မာတဲ့ဘဝနေသားတခုကိုရအောင်ဖန်တီးနိုင်နေမယ်ခရီးကိစ္စစီစဉ်လို့အဆင်ပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားကောင်းသောချိုးချိစကိုရရှိမယ်နေ့မှာဥတီကျပြောင်းပြီးလုပ်တဲ့ကိစ္စရဲ့အချိုးဆက်ကိုကြုံမယ်နေ့ရက်နေ့မှာပုံမှန်နဲ့ငွေဝင်မယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းရှိမယ်တောင်းရက်နေ့မှာပေါ်ပေါက်လာတဲ့အချိုးစိတ်ကူးကြံ့ဉာဏ်တွေလက်တွေ့လို့ဝေကုံတော့များမယ်လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ဂျုံပဲပြီးမှဆင်ပြေမယ် ဘာရည်နေမှာလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရနေမယ်စိတ်ချမ်းမြေ့စရာတွေချုံမယ်၆ရည်နေမှာမထင်မဖဲသွားလိုက်တဲ့ခီးတစ်ခုကနေချိုးပေးတဲ့ကံပေါ်မယ်ရဝေးရဆက်သွယ်ရောက်လာမယ်ဝေးကွာသူတွေနဲ့ပြန်လဲဆုံစည်းမယ်ခုနှစ်ရည်နေကတော့လက်ဖွင့်ခြင်းကံဖွင့်ခြင်းလူပြည့်စုံခြင်းနဲ့ဘဝတုတ်တက်ခြင်းတွေရှိမယ်တပတ်တာအတွင်းတနေ့ကနေနဲ့တောက်ကြနေစနေနေ့မွေးသူတွေကောင်းချိုးပေးတယ်တနင်္လာနေ့ဇာသပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ် နှစ်ခုကိုကနအကျိုးပေးတဲ့အဖြူစိမ့်မိခုရောင်တို့ကိုတောင်းပြီးအလို့ရှိရာကိစ္စတွေကိုဆောင်ရွက်ပါလေးရက်နေ့နိုဗ ెంబ ာလပြည့်နေ့နဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်ဈေးခေါ်ဈေးရောင်းကောင်းစီရန်အစီရင်ဖြစ်အဲ့ဒီနေ့ညနေ၃နိုင်ချိန်မှာဈေးပင်တပင်ရဲ့အရှိတောင်ပဲခိုင်ခံဈေးခိုင်ကိုဖြတ်ရှင်းလက်မှလျာယူပြီးတော့ ခောက်ခွာ ရွှေအောင်ထုတ်ပြီးတော့ညာရှိသလိုတော့လက်ဖွင့်ကံပွင့်ခြင်းနေရှိနေတယ်အဲ့ဒီနေ့မှာလဲကထိန်သင်္ကန်းကတ်လို့တော့ယမဒံကောင်းတဲ့နေ့ဖြစ်ကြောင်းနဲ့တင်ပြပါတယ်ယေရှုတည်းမှာ